ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာဟန်ဆိုင်စီမံရေးသားထားတဲ့တတိယလူဆိုတဲ့ဝိထုတော်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။တတိယလူအခုတလောဆရာလေးကိုနိုင်စီကန်းဖွင့်နေတဲ့ရွာလေးမှာတတိယလူဆိုတဲ့စကားဟာရေပန်းအစားဆုံးဖြစ်နေတယ်။ရွာလေးကလူတိုင်းလူတိုင်းရဲ့ပါဇက်ဖျားမှာတတိယလူတတိယလူနဲ့တူတူဒိတ်ဒိတ်စိတ်ဝင်စားစွာပြောဆိုနေကြပေမဲ့သူတို့ရင်ထဲမှာတော့ကြောက်ရွံ့ခြင်းတွေကိန်းအောင်နေကြတယ် တတိယလူဟာဘသူလဲလို့ရေရာရာမသိကြသေးပေမဲ့အဲ့ဒီတတိယလူကြောင့်ဘိန်းတော်ဆရာဦးတောင်ပျောကဆရာဦးပူနဲ့နဂရောရဲရဲတို့ကပွားပေါက်တူးနေကြတယ်။သူတို့သုံးယောက်အပြင်ပွားပေါက်တူးနေတာကရွာထဲကခွေးလေးခွေးလွင်နေပဲ။ရွာပြင်တော့ဆက်ကူလာချထားတဲ့ကြက်စာခေါ်စာတွေစုပုံနေတာများခွေးတွေတောင်စားလို့မကုန်နိုင်တော့ဘူး။ဆရာလေးကိုနိုင်ကရင်မော်လေးလျောင်းရင်အိမ်မရသေးတာနဲ့အတွေးနဲ့ချင်နေမိတယ်။ဆရာဝန်ပွဲရပြီးအစိုးရလုံးဝင်ပြစ်တာနဲ့ သူ့အဖိုးရှိတဲ့ဒီရွာလေးမှာဆေးကန်းလာဖွင့်နေတာ6လပြည့်တော့မယ်။ရွာကလေးကမြူးပြားနဲ့အလှမ်းဝေးတဲ့ပြင်လျှက်စင်မိကမရပြန်ဘူး။ရွာထဲမှာပညာသက်ဆိုတာလဲရှားမှရှား။လေးတန်းအောင်ကိတ်ဆုံးတွေကြီးပဲ။ရွာထဲကလူများစုက မနဲ့လင်းနာနဲ့တိုးရဲသွားတောင်ရလုံငန်းလုပ်ကြတယ်။မိုးချိုခန်းကြီးမှရွာကိုပြန်လာကြတယ်။ရွာသူရွာသားတွေယူအားလိုက်တာများလွန်မာရော။ယူသားချင်းဟာကောင်းဝင်မဲ့အလာကတော့မကောင်းဘူးလို့ဆရာလေးကိုနိုင်တွေးမိတယ်။ ရွာသူရွာသားတွေရဲ့ရှေးယူဆန်တဲ့ကျန်းမာရေးယူဆတွေကျန်းမာရေးဘူးဒုဒနယ်ပါပုံတွေကြောင့်ဆရာလေးကိုနိုင် စိတ်တော်ကရောက်ရတာအချိန်ချင်းလွန်ခဲ့တဲ့၃ရက်ကမှဆုံးသွားတဲ့ဖွားခင်စိန်ကျောင်းကိုကောင်းနေရောက်လာတော့ဆရာလေးကိုနိုင်စိတ်မကောင်းဖြစ်မိတယ်။အော်မတည်တဲ့မင်းနဲ့လူတယောက်ဆုံးသွားပြန်ပြီ။ဆရာလေးကိုနိုင်ကောင်းခါရရင်သူ့အမြင်အာယုံနဲ့ဖောက်ခင်စိန်စီကန်လာပြတဲ့နေ့ကပုံရိပ်တွေ ခင်ဟက်လာတယ်။ ဖောက်ခင်စင်ရင်ပတ်ကြီးကနှဲသမားပါဇက်လိုပိန်လိုက်ဖောင်းလိုက်ဖြစ်ပြီးချောင်းကအစစ်မပြတ်ဆိုးနေတယ်။ဖောက်ခင်စင်တကူလုံးမိုးအိပ်ပြီးရောင်ရမ်းနေတယ်။သွေးပေါင်းကလည်းအဆမတန်တိုးတက်နေတယ်။ဖောက်ခင်စင်ကိုလိုအပ်တဲ့စမ်းသပ်မှုတွေလုပ်တယ်။ဥမောင်ရဲ့အဖွားကဒီလောက်ဖြစ်နေတာကိုအခုမှလာပြရသလားဗျာ။မဟုတ်ဘူးဆရာအမိကိုဆရာဦးတောင်းနဲ့ပြပြပြီးမတက်တာလို့ဥပုနဲ့လည်းထပ်ပြပြီးကြက်လည်းကြွေးထားတယ်။ဦးတောင်းဆိုတာဒီရွာရဲ့ဘိန်းတော်ဆရာဥပုကဘယောကဆရာ။ ဆရာလေးကိုနိုင်ဒီရွာမှာအစည်းကမ်းလာဖွင့်တာမကျေနပ်ကြတဲ့လူနှုတ်ဦးပေါ့ဒီရွာမှာလူတယောက်နေမကောင်းတာနဲ့ကြက်စားတယ်ဆိုပြီးကြက်ကျွေးကြတာကထုံးစံဖြစ်နေပြီကြက်ကျွေးတယ်ဆိုတာ50သားလောက်ကြက်အဖိုးမှနှစ်ကောင်ကိုတက်ခြေထဲနဲ့အတွင်းကလေးစားတွေကိုတတ်တတ်ဖယ်ပြီးအသားကိုချက်ရတယ်ချက်တဲ့အခါနနွေးမုံနဲ့ငရုတ်သီးမထဲရဘူးကြက်ကျွေးဖို့ချက်မဲ့ဆန်လေးလုံးကိုဘန်းထဲကိုထည့် ဘန်းကုံနူနာပေါ်မှာဝေဝဲပြီးမောင်မသူမဘသူဘာမှမပူနဲ့ကြက်ကျွေးပြီးရင်မင်းနေကောင်းသွားမှာသေးကြတယ်လို့ပြောရတယ်။သမင်းနဲ့ကြက်သားဟင်းကိုချက်ပြုတ်ပြီးမောမတဲ့ခင်တော်တွေကိုသွားကျွေးရတယ်။ကြက်ကျွေးမဲ့တော်တွေမှာမြင်းနေရရှာပြီးကျင်းကိုကျင်းသူအလေကျင်းထဲမှာလူနာရဲ့ခြေသက်လက်သက်သပင်တွေနဲ့အတူကြက်ခြေသက်အတွင်းကလေးစားတွေကိုထည့်ရတယ်။သမင်းနဲ့ကြက်သားဟင်းတွေကိုကြံရှည်ကျင်းထဲထည့်ရတယ်။ ်ဂျေဖလားကိုတီးပြီးအေဒီဘုံစာဟိအေဒီဘုံစာဟိလို့ဩပြီးချက်တွေကိုဖိတ်မှန်တကားပြူရတယ်။ချက်ကျွေးပြီးပြန်လာတဲ့အခါလူနာအိမ်အဝမှာမြေကြီးမှာတုံးတဲ့တချောင်းချစ်ပြီးကျွတ်ပြီလားလွတ်ပြီလားလို့ဩမေးရတယ်။လူနာရှင်ကကျွတ်ပြီလွတ်ပြီလို့ပြန်ဩရတယ်။လူနာတွေယောဂပျောက်တာမပျောက်တာအသာထား။ပျောကဆရာဦးတောင်းကတော့သူ့စီလာပြတဲ့လူနာတိုင်းကိုချက်ကျွေးခိုင်းတယ်။ချက်ကျွေးဖို့တီးခဲ့ရတဲ့ချက်တွေကဒီရွာမှာမရေတွက်နိုင်တော့ဘူး။ ။ပါမန်အီမီတဝေးဖျားနာတာကဆေးကုကုမကုကုအချိန်တိုင်းသူ့အလိုလိုတက်တာသွားတာကိုရွာသူရွာသားတွေကကြက်ကျွေးသူတက်တာလည်းပဲထင်နေကြတာ။ဆီယာလီကိုနိုင်ဖမ်းမင်းကိုဖျက်ပိုက်ထဲကဆေးဆုပ်ရင်းခက်တာပဲဗျာ။အပေါ်အခုဖြစ်နေတာကနှလုံးအမောဖောက်တာဗျ။ယောဂါဆိုတာဆင်းတဲ့တွေ့မှတကြွတဲ့လူနဲ့ကုမှပြောင်းမယ်။ကြက်ကျွေးယုံမန်းမှုယုံနဲ့မပြောက်ဘူး။အဖွားအဆုတ်ထဲမှာရီရီရှန်နေပြီ။ဆရာလေးကိုနိုင်ကဖွားခင်စင်ယောဂါအကြောင်းကို ဥမောင်ကိုရှင်းပြနေပေမဲ့ဥမောင်မျိုးဝင်းတွေကအရက်ခိုးတွေနဲ့ရီဝင်နေပြီးပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေပုံရတယ်။ဟေ့လူကျွန်တော်ပြောနေတာကြားလား။ဖောက်ခင်စင်ကိုစီးရုံတင်မှရမယ်။အသက်အန္တရာယ်ရှိတယ်။အခုကျွန်တော်ထိုးပြီးတဲ့ဆေးကခဏပဲတက်တာမှာ။ဆရာလေးကိုနိုင်ကဒေါသတန်နဲ့អော်ပြောမှဥမောင်ကဟုတ်ဆရာကျွန်တော်အမနှောင်းနဲ့တိုင်ပင်လိုက်ပါမယ်။ဆေးကန်းကပြန်ပြီးသုံးရနေတော့ဖောက်ခင်စင်ဆုံးတယ်။ဥမောင်ကသူ့အမေကိုစီးရုံတင်မှုဦးခွဲနေတဲ့သူ့အမနှောင်းကိုတိုင်ပင်ပေမဲ့ နေအောင်စလုံးကငွေကုန်မှာကြောက်ပြီးတုတ်တုတ်ကိုမလှုပ်ဘူးဒါနဲ့ပဲဥမောင်ကသူ့အမေကိုဥပုနဲ့ထပ်ပြတယ်ဥပုကကြက်စားတာမဟုတ်ရင်ရွာသူနှောက်ရက်တာဆုံးပြူစားတာဆိုပြီးရွာသူချခိုင်းတယ်ငခုံးမတွေကိုစလောင်းမုံနဲ့ထက်စလောင်းဘုံကိုဘန်းရဲ့အလဲမှာထားပြီးမိုးချုံစားအချိန်မှာအိမ်ရဲ့အနောက်ဖက်ကိုချခိုင်းတယ်ပန်းချပြီးခဏနေလို့ခွေးတကောင်လာစားရင်လူနာကိုရွာသူက ပြူစားထားတာပဲလို့ဥပုကပြောတော့တာပဲ။ အခုံးမတွေကိုခွေးလာစားရင်လူနာရောဂါသက်သာလာမယ်လို့ဒီဒီဝါလုံးကလူတွေကလည်းယုံကြည်ကြတယ်လေ။ဖောက်ခင်စိန်တွေရွာသူချတော့လဲငခုံးမတွေကိုခွေးကလာစားတာပါပဲ။ဒါပေမဲ့ဖောက်ခင်စိန်ကတော့အမောဖောက်ပြီးဆုံးသွားခဲ့တယ်။ဖောက်ခင်စိန်လောက်မှမြင်မကြသေးဘူး။ဥမောင်နဲ့သူ့အမနှင်းအောင်အိမ်နဲ့ဝိုင်းကိုအမွေလူရင်ရန်ဖြစ်ကြတာပော့ပွဲ့ညံသွားတာပဲ။ဆရာလေးကိုနိုင်ဒီတက်ပြင်းရှည်ကြီးကိုခြာရင်းနှစ်ဖူးကချွေးတွေကိုလက်နဲ့တက်ချတယ် ဒီရွာရဲ့အစွဲတွေကိုဘယ်လိုလုပ်ရမလဲကွာငါတယောက်ထဲနဲ့ဒီအစွဲတွေကိုဖယ်ရှားပေးနိုင်မှာမလားဆရာလေးကိုနိုင်အားရတဲ့လေတန်နဲ့တယောက်ထဲညင်းညူနေမိတယ်သူဒီရွာကိုရောက်တဲ့6လတွင်းမှာသူစီလာပြတဲ့လူနာနဲ့မိသားစုဝင်တွေကိုယောဂါဆိုတာတိုက်ကျွမ်းတဲ့ဆရာနဲ့တာကူတာတင်ကြောင်းကျမ်းမာရေးအသိပညာဘူးဒုဒတွေဟောခဲ့ကျမ်းမာရေးလက်ကမ်းစာဆောင်တွေအခမဲ့ဖြန့်ဝေပေးခဲ့ပေမဲ့လူအ ਨੇ စုကသာလက်ခံခဲ့ကြတယ်အများစုကတော့ဖြားနာတာနဲ့ကြက်ကျွေးစေနဲ့တင်ပြီးစူတောင်းမြေ ခေါ်ပြနေကြမြဲပဲမသက်သာပဲနောက်ဆုံးချိန်နှင်းမှသူစီရင်စီပြလာကြတယ်။ရင်းနဲ့ပူလောင်လာလို့ရေတခွဲထားတောင်းရင်ဆရာလေးကိုနိုင်တက်ပြင်းတွေသာချနိုင်မြဲ။ဖွားခင်စိန်ဆုံးပြီးနှစ်ရက်နေတော့ရွာရှိပိုင်းမှာနေတဲ့ဦးထွန်းဆုံးနဲ့အိယာဘောအိပ်ပျော်နေရင်အသက်ထွက်သွားတာ။ဦးထွန်းဆုံးကသူသမီးတွေကဆရာလေးကိုနိုင်ကိုလာပင်းကြတယ်။ဆရာလေးကိုနိုင်ဦးထွန်းတို့အိမ်ရောက်သွားတဲ့ချိန်ကမနေ့ရှင်းနိုင်ထိုးပြီ။ဦးထွန်းခန္ဓာကိုယ်ကအေးဆင်နေပြီ။ သူတို့အဖေကတရားသမားမှုဘာဝေဒနာမှမခံစားရဘဲဒီဒီငြိမ်ငြိမ်လေးဆုံးသွားတာလို့ဦးထွန်းရဲ့သမီးတွေကပြောကြတယ်ဦးထွန်းရဲ့ချွေးစည်းတွေစီးကြနေတဲ့မျက်နှာကိုဆရာလေးကိုနိုင်မတင်ကားတာနဲ့သွေးဖောက်စည်းကြီးတော့သွေးထဲမှာတကြားတတ်ကမရှိတလို့ပဲအကြောင်းဆုံးကိုမင်းမြန်းကြီးမှဘိန်းတော်ဆရာဦးတောင်းကဦးထွန်းမှာစီဂျူယောဂါရှိတယ်ဆေးတောက်ရမယ်ဆိုပြီးဆေးတွေပေးသွားတာသိရတယ်ဆေးသုံးမျိုးစလုံးကစီဂျူဆေးအားပြင်းဆုံးတွေဖြစ်ပုံကဒီလို့ ။ဦးတောင်းကဘိန်းတော်ဆရာပြင်းစီထွက်လဲကင်နေ။ပြောရရင်တော့အပုံးပေါ့။ဦးတောင်းကရွာနဲ့၃နိုင်ကျော်လောက်ဆိုင်ကယ်စီးရတဲ့မြို့ကိုလည်းမကြာခဏသွားတတ်တယ်။အဲ့ဒီမြို့မှာဦးတောင်းရဲ့အမရှိတယ်။အဲ့ဒီအမကစီဂျူယောဂတဲ့။ဆရာဝန်ပေးထားတဲ့စီဂျူစင်းတွေတောက်နေရတာ။ဦးတောင်းကသူ့အမခန်းစားနေရတဲ့ယောဂလက္ခဏာတွေကိုမီတောက်ဆေးတွေကိုကူးမှတ်ပြီးဆေးတွေဝင်လာခဲ့တာ။ဦးထွန်းကစီးတွေခဏခဏသွားတော့ဦးတောင်းနဲ့သွားပြတယ်။ စီခဏခဏသွားတာစီဂျိုလက္ခဏာဆိုပြီးဦးတောင်းကစီဂျိုဆေးတွေပေးလိုက်တာစီဂျိုဆေးကြောင့်ဦးထွန်းသွေးထဲမှာတကြားတက်ကမရှိသလောက်နေသွားနေတာအုံနောက်စီတကြားတက်မရောက်နိုင်တော့ပဲမိမျိုးနေရာကအချိန်ကြာတော့အသက်ထွက်သွားတာအသက်ထွက်သွားခဲ့တာပဲဒါလူတက်မှုပဲစီအဝင်တွေအချိန်တသိန်းမှမတော်တဆတစ်ချိန်မှားရင်းခဲ့ရင်တရင်စာတွေလူတွေပါဆက်ဖျားမှာမလူပြန်နေပြီးဒီလိုအပုံးတွေအိတ်ကြောင့်ဘာကြောင့်မပြောကြတာလဲဒါလူတက်မှုပဲဒါဟာလူတက်မှုပဲ ်ဆရာလေးကိုနိုင်စိတ်ထဲကမချီတင်ခဲ့အောင်နေမိတယ်။လူနှစ်ယောက်ဇတိုက်ဆုံးပြီးတော့ရွာသူရွာသားတွေရဲ့စိုးရိမ်ပူပန်မှုကအမြင့်ဆုံးဒီဂရီကိုရောက်လာခဲ့တယ်။ဒီရွာလေးမှာလူနှစ်ယောက်တပတ်အတွင်းတည်ဆုံးခဲ့ရင်နောက်ထပ်လူတစ်ယောက်ကတပတ်အတွင်းထပ်တည်တယ်လို့ရွာသူရွာသားအားလုံးက လက်ခံကြတယ်။သူတို့လက်ခံလောက်အောင်လဲတိုက်ဆိုင်မှုတွေကဒူးနေသေးရှိခဲ့တယ်။ရွာထဲကလူတွေကတာမန်နှာစေးချောင်းစေးတာချောင်းဆိုးတာကအဆဘိန်းရောဆရာပြောကဆရာနဲ့ကတော်လေးစီမှာ ခေါ်စားပြစ်ကြက်ကျွေးနဲ့တင်နာတွေလုံလာကြတယ်။တချို့လဲမဖျားပဲနဲ့ကိုလုံကြတာ။အင်းလေသူတို့လဲတတိယလူပဲဖြစ်ချင်းမှမလဲ။လူတွေရဲ့အကြောင်းတရားကအမှန်တရားကိုမသိလို့ဖြစ်တာလား။အမှန်တရားကိုမသိတာကပညာမတတ်လို့လား။ပညာမတတ်လို့ပဲအကြောင်းတရားတွေကကြီးစိုးလာတာလား။ဆရာလေးကိုနိုင် မစင်စားတတ်တော့ဘူး။ဆရာလေးကိုနိုင်စီကံလဲအခုတလောလူနာတွေတိတာတာစီကားလာခဲ့တယ်။လူနှစ်ယောက်ဇေလိုက်ဆုံးပြီးငါးရဲ့ကြာတော့ရွာထဲမှာတရင်တပုတ်ထွက်လာတယ်။ ွာတောင်ပိုင်းမှာနေတဲ့ဖွာတန်းကြီးရဲ့မြေမာလေးတဲတဲကတတိယလူတဲ့ဖွာတန်းကြီးဆိုတာမုံဆိုးမအိုကြီးသူသမီးမုံဆိုးမကခလေးတယောက်မွေးပြီးမိရင်းထဲမှာဆုံးသွားတာမြေမာလေးတဲတဲကိုဖွာတန်းကြီးကပဲတောင်းလို့ပလုံးလို့ရောင်းပြီးရှာကြွေးခဲ့ရတာတဲတဲကိုမနှဲလေးကချစ်လို့ကြီးစားတာလို့နတ်ကတော်ရဲရဲကပြောတယ်နဂရောရေရေပြောတဲ့အတိုင်းကြက်ဦးနဲ့ပေါက်ပေါက်ဆုံတွေမနှဲလေးကိုဆက်တာပြီးပြီမတက်တာလို့ဘိန်းတော်စရာဥတောင်းစီပြတဲ့အခါပရိသေဆောင်တဲ့ ဒေဝမာဒရာနဲ့ဘလူးဖန်းစားတာလို့ပြောတယ်။ဥတောင်းစီမံပေးတဲ့မော့ငကြောကောင်းနှင်းနဲ့လုံထားတဲ့လူရုပ်တွေကိုခေါပန်နဲ့ထည့်ပြီးတောဆက်မှာလဲပူဇော်ပသပြီးပြီ။မတက်တာလာနဲ့ပြောကားဆရာဥပုခိုင်းစလို့ကြက်စာလဲကြွေပြီးပြီ။အဲ့ဒါကိုတဲတဲကဖြားနေတော့မယ်။ဖြားနေတာငားရဲ့ပြေးသွားပြီ။တဲတဲကအိယာပေါ်မှာတခွေခွေဖြစ်နေပြီ။တဲတဲကတတိယလူဖြစ်ကိုဖြစ်ရမယ်လို့ဥတောင်းဥပုနဲ့နဂရောရေးရဲတို့၃ယောက်လုံးကပြောကြတယ်။ တတိယလူပေါ်လာမှပဲရွာတွေကဖျားနာနေသူတွေကတော်ပါသေးရဲ့ငါတို့တတိယလူမဖြစ်နိုင်တော့ဘူးဆိုပြီးတပြင်းချနိုင်တော့တယ်တတိယလူကတဲတဲဆိုတဲ့စကားတွေကြတော့ဆရာလေးကိုနိုင်သူစည်းကမ်းကိုတဲတဲလေးအမြန်လာပြပါစေလို့ဆုတောင်းမိတယ်သူသာဒီကလေးရဲ့အသက်ကိုကဲနိုင်ရင်ဘိန်းတော်ဆရာပြောကားဆရာနဲ့နတ်ကတော်တွေရဲ့စကားကမမှန်ဘူးဆိုတာသူတက်တည်ပြနိုင်မယ်။ရွာသူရွာသားတွေရဲ့ယုံကြည်ကိုးစားမှုတွေရလာနိုင်တယ်။ လူနာတွေတယောက်ပြီးတယောက်သာလာပြသွားတယ်တဲတဲဆိုတဲ့ကလေးမကညာကူနာကြီးထိုးတဲ့ချိန်ထိပေါ်မလာခဲ့ဘူးအင်းစေကံပိတ်ဖို့အချိန်တန်ပြီပဲအမြင့်တွင်နေတဲ့အယူဆအမှားတွေကိုငါမချေဖြစ်နိုင်တော့ဘူးဒီလိုနဲ့အလျှော့ပေးလိုက်ရမှာလားကွာအဲ့ဒီကလေးမအင်ကိုငါသွားကြည့်ရမလားဟုတ်တယ်ငါသွားကြည့်ရမယ်အဲ့ဒီလိုလည်းမဟုတ်သေးပါဘူးငါကူမလာမပင့်တာငါကသွားတင်ရလားဆရာလေးကိုနိုင်အတွေ့တွေနဲ့ရောက်ရခန့်နေတော့ကျုံမီးလေးကိုခဲ့ပါအောင်ဆရာ ွာတန်းကြီးကကလေးမကိုဝေ့ရှိလာပြီးစေကန်းကလေးမောတင်တယ်။ဆရာလေးကိုနိုင်ကလေးကိုမြန်မြန်ဆန့်တက်ရတယ်။တဲတဲကနှာခေါင်းသွေးတွေယူနေတယ်။အဖျားလေးရှိတယ်။အပေါ်သွေးက80မီလီမီတာမောက်ကျူရီ။အောက်သွေးက60မီလီမီတာမောက်ကျူရီ။တော်နီဝေးတက်စ်လုံးကြီးတော့လက်ဖြံမှာအနီးဆက်တွေအများကြီးတွေ့ရတယ်။တဲတဲကအသက်ရှိအသိရှိသေးပေမဲ့သူခုံလုံးကဖြော့တော်နေပြီ။နှလုံးခုံလုံးအသက်ရှူလုံးကမြန်နေပြီ။ တဲတဲရဲ့လက်ညှိုးထိတ်ကိုဆရာလေးကိုနိုင်ဖီပြီးလွှတ်လိုက်တဲ့အခါသူ့ရောင်ပြန်တမ်းမှု၄စက္ကန့်ဆောင်ရတယ်။ဟာခလေးကရှော့ဝင်နေပြီပဲ။ဆရာလေးကိုနိုင်လည်းတကြအောင်ရင်တဲတဲလက်ကတွေးကြောလေးကိုပိုက်သွင်းပြီးဆလိုင်းအမြဲချပေးတယ်။ခလေးကဂလန်ကဆန်မလုံလို့တော်သေးတယ်။အဖွာခလေးကသွေးလုံးတို့ဝေးဖြစ်နေတာသွေးပေါင်ကျနေပြီအသက်အန္တရာယ်ရှိတယ်။စေယုံနေမှရမယ်။စေယုံသွားဖို့ဒါဆရာလေးကိုနိုင်ပြောရတယ်။ရွာနဲ့မြို့နယ်စေယုံကအတော်ဝေးတာ။ ဒီချိန်ကြီးထော်လာကြီးတမားကလိုက်ဖို့မပူလဲမသေးချာဖွာတန်းကြီးကမျက်ရည်တွေကျလာပြီးစေုံသွားဖို့ကြုံမတက်နိုင်ပါဘူးဆရာလေးရဲ့အခုတောင်ဘေးရင်ကတထောင်ချီလာတာဆရာလေးတနိုင်တလောက်ကူပေးပါမတက်နိုင်တော့လဲမြေးလေးရဲ့ကံပဲပေါ့ဆရာလေးကိုနိုင်ဘာပြန်ပြောရမှန်းမသိပဲခလေးကိုပဲတွေတွေကြီးစိုက်ကြည့်နေမိတယ်ဆရာလေးရဲ့ဆရာလေးတနိုင်တလောက်မြေးလေးအသက်ကိုကဲပါအောင်ဖွာတန်းကြီးကသူ့လက်ကိုဆွဲပြီးပြောလာမှဆရာလေးကိုနိုင်သတိဝင်လာတယ် သွေးလုံးတော့ဝေးကူတာပုံကိုဆရာလေးကိုနိုင်အမြန်စဉ်းစားရတယ်။ကလေးကိုအလေးချိန်ကတွေးကြောတဲ့စီစဉ်နေတဲ့စီရင်ကိုချိန်မိရတယ်။ဆရာလေးကိုနိုင်ရဲ့ခြေပြလက်ဖျားတွေကအေးဆက်နေပြီးနှလုံးခုန်တန်ကတဒိန်ဒိန်မြင်နေခဲ့တယ်။ကလေးသားမှာတွေးပေါင်းတိုင်းလိုက်နှလုံးခုန်လုံးတိုင်းလိုက်လုံနေတဲ့ဆရာလေးကိုနိုင်ကိုဖွာတန်းကြီးကဆရာလေးရဲ့ကြုံမြင်ငငယ်ကလေးကနေမကောင်းရင်မနှဲလေးကိုကြက်ဥပြုတ်ဥစော်လိုက်ရင်တက်တာသွားတာပါတော့အခုများမနှဲလေးပြင်ခေါ်စာကြွေးတာကိုမတက်တာဘူး အဖွားရဲ့ခလေးယောဂါကချင်းကိုက်လို့ဖြစ်ရတာအဖွားပူဇော်နေတဲ့မနှဲလေးလည်းမကူနိုင်ဘူးနဘလူးလည်းမကင်နိုင်ဘူးဆလိုင်းရီတွေကသာအဖွားမြေအသက်ကိုကင်နိုင်မှာမသိပါဘူးဆရာလေးရဲ့အရင်ကတက်တာတော့အခုလည်းတက်တာမယ်ထင်တာပေါ့ဒီမှာအဖွားမနှဲလေးဆိုတာအစိမ့်တွေပြိတ်တာပြိတ်တာဆိုတာလူထက်ကန်နေတယ်လူကိုမကင်နိုင်ဘူးခေါ်ပြတယ်ဆိုတာလည်းမှားယွင်းနေတဲ့အယူဆအမှားပဲယောဂါကိုတိုက်ကြွနေတဲ့လူနဲ့မကူရင်တေဆုံးမှုပဲရှိတယ် ဖာတန်ကြီးကခေါင်းတညင်ညင်လုံးနေပေမဲ့တကယ်နားလေလားမလဲလားဆရာလေးကိုနိုင်ကြီးမဆိုင်နိုင်သေးဘူးတဲတဲလေးကိုပြေးပေါင်ချင်းလိုက်နှလုံးခုန်နှုံးအသက်ရှူနှုံးတိုင်းတိုင်းနဲ့ရင်တမမဖြစ်နေရတယ်စီဒင်းမီနနာရီကြတော့တဲတဲရဲ့သွေးပေါင်တွေနှလုံးခုန်လုံးတွေကပုံမှန်ဘက်ကိုပြန်ရောက်လာတယ်။တဲတဲလေးကအိမ်မောကျနေပြီ။စေးကြီးစေးစဲချာနှုံးကိုရှော့ချရင်းဆရာလေးကိုနိုင်နိုင်ကြီးမိတော့ည7နာရီနီးပါ။အဖွာ HA8 လေးခလေးကအကောင်းဘက်ကိုပြန်ရောက်လာပါပြီ ကျုံမိတ်ရှင်မဦးဆရာလေးရယ်ဆရာလေးကိုကျေးဇူးတင်ပါတယ်နောက်ထပ်၃နာရီကြာတော့တဲတဲကစီးသွားတယ်ဒီတိုင်းဆိုတဲတဲလေး shock မရှိတော့ဘူးကွာဆရာလေးကိုနိုင်အာရပါရရေရွပြီးရင်းထဲကအပူလုံးကြီးကိုတက်ပြင်းနဲ့အတူလေးလူတဲလွှင့်ထုတ်လိုက်တယ်တဲတဲသွေးကြောတဲ့လူအပ်နေတဲ့ဆေးရည်တွေကိုဆက်ချပေးနေရင်ဆရာလေးကိုနိုင်အတိုင်းမသိပျော်ရွှင်နေတယ်လူနှစ်ယောက်စတိုက်ဆုံးပြီး9ရက်နေမှတဲတဲရဲ့အဖျားကကျသွားတယ်လူကလည်းထူထူထောင်ထောင်ဖြစ်လာတယ် တဲတဲကတတိယလူမဖြစ်နိုင်တာတေချာတော့ရွာတဲကလူတွေရဲ့စိုးရင်ပူပန်မှုတွေကပြန်လည်မြင့်တက်လာခဲ့တယ်။ရွာတဲကလူတွေကဟိုလူကတတိယလူ ဖြစ်မဲ့သူဒီလူကတတိယလူဖြစ်မဲ့သူလို့နေမကောင်းတဲ့လူတိုင်းကိုရန်တမ်းပြီးထင်ကြီးပေးကြတယ်။ခုနှစ်ရက်ကိုကြော်လွန်လို့ရှင်းရနေအထိတတိယလူသေဆုံးတဲ့သူကပေါ်မလာခဲ့ပါဘူး။အဲ့ဒါကိုပဲရွာထဲမှာတတိယလူကတပတ်အတွင်းပေါ်မလာရင်နှစ်ပတ်အတွင်းပေါ်ကိုပေါ်လာရမယ်လို့ ကောလာဟာလာတွေထွက်ပေါ်နေစေပဲဒီတရင်တွေကိုဆရာလေးကိုနိုင်ကြတော့တစ်ချက်ပြုံးမိရင်စကလုံးတချို့ကိုရေရွမိတော့တယ်ဒီရွာမှာကျမ်းမာရေးယူဆမှားတွေကိုစုပ်ကိုင်းထားတဲ့လူမလောက်များများငါစိတ်မပြတ်တော့ဘူးဒီဒီချိန်မှာလူတယောက်ကိုကယ်တင်လိုက်နိုင်ပြီပဲဒီဒီချိန်ကအစာပြုလို့နောက်ထပ်အချိန်ပေါင်းများစွာလူအသက်တွေကယ်တင်မှုငါကြိုးစားရမယ်ငါတတ်နိုင်သလောက်ဟောပြောရင်းနဲ့ဒီရွာမှာအမြင့်တွေနေတဲ့ကျမ်းမာရေးယူဆအမှားတွေကိုချီဖြည့်ရမယ် တဖြည်းဖြည်းနဲ့တော့ဒီယူဆမှားတွေလည်းပျောက်ွယ်သွားလိမ့်မယ်ထင်ပါရဲ့ဇီဝကမဂ္ဂစင်ဇူလိုင်လ2015နောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။